အဲ့ဒီရှင်သီဝိလိအလောင်းလေးရလေဗတိမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကစုပန်ခဲ့တဲ့ပုံကိုဖြစ်သည့်အတွက်ကြောင့်သူတရေတဲတဲ့အချိန်ကနေစပြီးတော့လက်ဆောင်ပစ္စည်းတွေရလိုက်ထားတဲ့နေစဉ်နဲ့အမျှလက်ဆောင်ပစ္စည်းတွေလာပို့နေကြတာသူ့ဘုံကံကြောင့်လက်ဆောင်ပစ္စည်းတွေအများကြီးရတာသူတော့ခုနှစ်နှစ်ဆိုတော့သူကအချိန်ဆွဲထားလေပို့ရလေပေါ့အများကြီးရမှာပဲ အဲ့တော့သူဘုံကံကလည်းပဲဗုဒ္ဓဘုရားမြတ်စွာဘုရားလက်ထက်တုန်းကလက်လာပါရတဲ့ပုဂ္ဂိုလ်တွေထဲမှာအထွတ်ထိပ်ဣတရေရာဓုဖြင့်ပေးခံရတဲ့ယန္တဘာကိုကြည့်ပြီးတော့သူလည်းပဲနောင်ဘဝမှာနောင်ဖရာတဆူရဲ့လက်ထက်မှာအခုလိုဣတရေရာဓုချင်းမြင့်ခြင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလေဤလိုစုပန်ခဲ့ဘူးတဲ့ကုသကောင်းမှုတွေလုပ်ပြီးစုပန်ခဲ့ဘူးတဲ့အဲ့ဒါကြောင့်မို့လို့သူတရေတီကလေးကဒီအိမ်မှာ စီပွားဥစ္စာတွေတိုးတက်ပြီးလက်လက်ပါးတွေများလာလို့လျောက်တချို့လဲခုခေတ်မှာလည်းရှိပါတယ်ကလေးလေးတွေဒီကလေးလေးမွေးမှအိမ်စီးပွားတက်တယ်လို့ဒီကလေးလေးတရေတီကလေးကစီးပွားတက်လာတယ်ဒီလိုရှိတယ်လို့ပဲဒီကလေးလေးတရေတီကလေးကအိမ်မှာအိမ်မီလောင်တာတို့ပစ္စည်းပြက်တာတို့မွေးသွားတာဒါမျိုးတွေရှိတာနော်အဲသူတို့ရဲ့ကံကြမ္မာတွေကလည်းပဲထိခိုက်မှုရှိတယ်လို့ဒီလိုမှတ်တာ ုလုတ္တကုခံဆိုဘက်ပါဝန်ကျင်တော့ခံရသေးတာပဲနည်းနည်းပါပါတော့ဒါစဉ်းစားကြည့်လေမိဘုံနာသွားခိုက်ရင်ဘ누구ကကဘူးမှာပေါ့ဗျအဲ့တော့ကိုယ်အတိုင်းဝိုင်းထဲမှာဒုက္ခရောက်တဲ့လူတယောက်ရှိရင်ကြံတဲ့လူတွေအနည်းဆုံးစိတ်တော့ဆင်းရဲရမှာပေါ့ဒါသူလုတဲ့အကုသိုလ်ကိုနည်းနည်းတော့မျှခံရမှာပဲနော်တော်သေးတယ်အကုသိုလ်ကိုအမျှမဝေလို့ဘယ်သူမှမမျှမဝေကြဘူး အကုသိုလ်ကြတော့လည်းဆိုင်းပုတ်လည်းမထိုးဘူးပြီးတော့ကုသိုလ်ကြတော့ဆိုင်းပုတ်ထိုးကြတဲ့လူတွေကကောင်းမှုကောင်းမှုဘုန်းကြီးတကားလေးစဉ်းစားကြည့်မကောင်းမှုလည်းထိုးရင်ကောင်းမယ်ထင်တယ်အဲ့လိုတော့မလုပ်ကြဘူးเนาะ